Freedom for Future Channel မှာတော်လန်ပြည်သက်များအားလုံးမင်္ဂလာပါရှင်။ချူကိုပါဒီနေ့ချူကိုဖတ်ပြပေးမယ့်စာအုပ်လေးနာမည်ကတော့ဆီယမမီချန်းဝရဲ့ပင်လယ်ငေးသူရဲ့ယတစာစုများဆိုတဲ့စာအုပ်လေးတွေကယတစာစုလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။စာစုလေးမဖတ်ပြခင်ဆီယမကိုစာအုပ်လေးဖတ်ပြခွင့်ပေးပါရင်ဒီနေရာကနေခွန်တောင်းပေးပါစေရှင်။ပင်လယ်ငေးသူရဲ့ငါးဖန်ကွက် ခရူမီအလွန်ကျမစာပေလောကရဲ့ဝင်တော့ပထမဦးဆုံးရေးဖြစ်တဲ့ဝတ္ထုကကျွန်တော်ဖောင်းသမားဆိုတဲ့ဝတ္ထုပါဖောင်းဆိုတာဒေတာဝဟာရမိသွေးဖောင်းမိသွေးဖို့ကိုပြောတာပါအဲ့ဒီတုန်းကဘိမျိုးဟာမိသွေးကိုအားပြုပြီးချက်ပြုတ်ရတဲ့မျိုးဖြစ်လို့မျိုးရဲ့ဖေခိုင်တောင်ကုန်းချီမှာမိသွေးဖောင်းတွေဖွဲ့တည်နေပုံကထူးခြားလာပါတယ်ဖေခိုင်တောင်ကုန်းကို တက်ခွေစည်းစင်းနေတဲ့ပြေကင်ချောင်းလေးထဲပင်လေကခုတ်ယူလာတဲ့ချင်းလေတွေရောက်ဝင်လို့တောင်ဆောင်ကမိသွေးဖိုးတဲ့တွင်ကြရတဲ့လုပ်ငန်းလေပတ်မှုကဒေသခံတွေရဲ့စောင်းဝနေရေးကိုတစ်ဖက်တစ်လမ်းကဖြည့်ဆည်းပေးခဲ့ပါတယ်။ဒီနီးနားရက်ကွက်မှာတော့ဖောင်းပိုင်ရှင်တွေဖောင်းလုပ်သားတွေနေထိုင်ပြီးချောင်းဆက်ကနေချင်းလုံးတွေအောင်းနဲ့တန်းသွင်းနေတဲ့မြင်ကွင်းဖောင်းပွင့်ရင်လုပ်သားရင်အားနဲ့ အိတ်တွစ်ဈေးကွက်ပို့နေတဲ့မြင်ကွင်းဟာတပ်ဝင်ပကြီကားတစ်ချက်လိုလက်ပတ်စည်းစင်းနေတာအမှန်မှာအညာကျင်းလက်ဒေသမှာမျက်နေညိုရင်ရိခက်စင်းသလိုဘိတ်သူဘိတ်သားတွေဟာမျက်နေညိုရင်မိသွေးဖောင်းမှာမိသွေးလာဝဲလေးရှိတယ်။ကျမတို့အိမ်ရှိကနေဖြတ်တန်းသွားလေးရှိတဲ့မိသွေးဝယ်တဲ့ main clay အစုဖွဲ့တွေဟာမျက်နေကင်းရတတခုကိုပေးနေသလိုပါ။ လောကကြီးမှာဘယ်အရာမှမမြဲဘူးဆယ်စုနှစ်တခုကိုဖြတ်ကျော်ပြီးတဲ့အခါမှာတော့ဖျေခိုင်တောင်ကုန်းမှာမိသွေးဖောက်ခွင့်မပေးတော့ဘူးမိသွေးဖောင်းတွေအလုံးမင်းတန်းရွာပဲရွှေခိုင်းလိုက်ပြီတဲ့တက်ဆိုင်ရာမင်းကိုဘသူအခန့်ရဲပါမလဲရွှေဆိုလဲရွှေပေါ်ရက်ကွက်ကလေးမှာနေထိုင်သူတွေရဲ့စားဝတ်နေရေးကွင်ပြတ်သွားတာအမှန်ပါပဲတချို့လဲမင်းတန်းရွာပဲလိုက်တချို့လဲ အခြားကြုံရကြပန်းလုပ်တွေပြောင်းပြီးလုပ်ပြီးဝမ်းရည်ဖြည့်ရှင်းကြရတယ်။ကျမလည်းရက်ွက်ကလေးကိုကြောင်းပြုရက်ွက်နာကအထက်တန်းကြောင်းကြီးမှာကလေးတွေစာတင်ရင် သူတို့ဘဝတဲ့တိုးဝင်လို့ကျွန်တော်ဖောင်းသမဝတ္ထုကို ရေးပြပါတယ်။နောက်ထပ်မင်းတန်းရွာဘက်မှာအစ်စ်တော်ဖွင့်ကြတဲ့ဖောင်းတွေရဲ့လုတ်သားဘဝအချစ်နဲ့ဘဝရက်ရှည်ထားတဲ့ဝတ္ထုလေးတွေဆက်ရေးပြပါသေးတယ်။ကျမစဉ်းစားမိတာကဘိမှ တောင်ကြတဲ့ကာလပတ်လုံးကျမဟာအဲ့ဒီမိသေးဖောင်းရှိတဲ့ရက်ခွက်ကလေးနဲ့ထိဆက်မှုရှိတယ်။ကျမစတင်ရတဲ့ကလေးတွေဟာလည်းမိသေးပုတ်ဖို့ချင်းတွေကိုကျွန်းတောင်ကနေတွားခုတ်ပြီးဖောင်းနဲ့သွင်းရတဲ့ကလေးတွေဖြစ်လာကြတယ်။သူတို့ဖေတွေရဲ့ချင်းလေးတွေမှာဆင်းလိုက်ရင် သူတို့လည်းချင်းလေးလုံသားကြီးတွေလုံးလုံးဖြစ်ပါပေါ့။သူတို့ဆယ်တန်းအောင်ချင်းမအောင်မယ်။တချို့ဆို၄-၅တန်းနဲ့အလောက်ခွင်းနဲ့ဝင်ကြရတာပါ။ ပင်လယ်လုတ်ဆိုတာကချင်းလီခုတ်တဲ့အလုတ်တစ်ခုတည်းမဟုတ်ပါဘူး။တချို့ငားလီမှာအခါသာလိုက်ရတာမျိုးတချို့ကင်းမှုမီးထွန်းနေတဲ့ဆင်းလိုက်ရတာမျိုးတချို့ဆိုရင်အတီတကြရဲလို့မဟုတ်ဂျာတီအလိုက်လုပ်ငန်းပြောင်းလို့ရတာမျိုးတွေလည်းရှိပါတယ်။ဥပမာရေခူဆိုပါစို့ပင်လယ်မှာရေခူဟာ၃နှစ်တကြိမ်ပေါ်လေးရှိပါတယ်။ ရေခူပေါ်တဲ့နှစ်စုံလူတွေရေခူဖမ်းလေနဲ့လိုက်ကြလေးရှိတယ်။တချို့ခက်ခွက်နဲ့ခက်ပြီးတချို့ပိုင်နဲ့ဖမ်းလေးရှိတယ်။ရေခူဟာငါမဟုတ်ပါဘူး။သူ့မှာအမီးရေရက်မပါလို့ရေမကူးလို့မရပါဘူး။ကံယိုရန်တင်မောကြီးတွေပင်လဲတဲ့ခုံမောင်းနေရင်တင်မောနဘေးကရေစည်းနဲ့မျောပါနေတဲ့လုံးလုံးလိမ့်လိမ့်လုံးတွေဟာရေခူတွေပေါ့။အပေါ်ပိုင်းကလူရဲ့ဥကောင်းပုံတရန်ရှိတယ် အောက်ပိုင်းကတော့တွဲလောင်းကျနေတဲ့ချောင်းကလေးတွေပါတယ်။အတွေ့အကြုံရင်းနဲ့ရေဟောင်းရေလုတ်သားကြီးတွေပြောပုံရဆိုရင်ရေခူတွေကိုအောက်ပိုင်းခုတ်ဖြတ်ပြီးပင်လယ်ထဲပစ်ချလိုက်ရင်6နာရီအတွင်းအကောင်အတိုင်းပြန်ဖြစ်တယ်လို့ဆိုပါတယ်။ပင်လယ်ပြင်မှာရေခူအမျိုးပေါင်း12မျိုးခန့်ရှိပါတယ်။စားတောင်းလို့ရတဲ့ခူတွေရှိသလိုလူကိုအန်ဒီရပေးတဲ့ရေခူတွေလည်းရှိပါတယ်။အပြာရောင်ရေခူအဝါရောင်ရေခူပန်းရောင်ရေခူ အညိုရောင်ရေခူတို့နဲ့ရေခူကြောက်ပြုတ်လို့ဖို့အကောင်းဆုံးကပန်းရောင်ရေခူတွေပါပဲရေခူရဲ့တဘာဝကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်အဖြူရောင်ရေခူလေးမြောင်တုံးဆိုရင် အလျားဆယ်ပေအနံဆယ်လက်မလောက်ရှိမယ်ပုံတရံတို့ကဖြူရောင်လေးမြောင်တုံးတရံကြီးဒီကောင်မျိုးကပင်လေရေကြကန်းဆက်မှာတင်ကျန်တဲ့အခါမေပူရှိန်ထိမိတာနဲ့တကူလုံးအေးပျော်သွားတဲ့ရေခဲတုံးကြီးလိုဖြစ်သွားတော့တာပါပဲ။ ရခုနဲဆိုတဲ့မျိုးစားကတော့လူရရဲ့နှကောင်းကထွက်တဲ့နှက်လိုချက်ပြစ်ပြစ်နဲ့ရွှင်ရှားပွဲကောင်းလာတယ်။ပင်လယ်ရေခုထမင်းပြုတ်ဆိုတာလည်းရှိသေးတယ်။ထမင်းပြုတ်လိုပြစ်ချွဲချွဲပြော့ဤဤနဲ့ကင်မရလောက်အောင်ချောကြည့်ပြော့ဤနေတဲ့အတွက်ရေခုထမင်းပြုတ်တချို့ကရေခုဆန်ပြုတ်လို့ခေါ်ကြတယ်။ဆိုးဝါးဆုံးကတော့ခူမီဆိုတဲ့ကောင်မသူနဲ့ထီလို့ကတော့လူရေပြားကိုပူလောင်စေတတ်တဲ့ ညှာအင်ရှိတဲ့အဆက်ရည်တွေနဲ့ပြန်ပက်လေရှိတယ်။ချိမိရင်တကူလုံးရာရန်စေတတ်တဲ့ဝေဒနာကိုပေးတဲ့ပင်လယ်ခူရ။ချိမိရင်တကူလုံးကြိုက်ခဲတောင့်တင်းစေတတ်တဲ့ပင်လယ်ခူတောင်းမိဝါရောင်ရှိပြီးမှုန်နဲ့တူတဲ့အတွက်ပင်လယ်မုံမီလို့လည်းခေါ်ငါဖန်ခွဲလို့လည်းခေါ်တဲ့ကြောက်စရာပင်လယ်ခူမီ။ပင်လယ်မှာခူမီထီလို့နေမတိထိုင်တာဝေဒနာခံစားရရင်လေပေါ်မှာဆောင်ထားလေးရှိတဲ့ပအုံးကြီး ျမိကထွက်တဲ့ရှာလက်ကရေနဲ့လောင်းချပေးရပါတယ်။ဒါမှတက်တာပြောက်ကင်းတာပါ။ကောင်းတဲ့ဆိုးကတော့တွန်တန်းနေတာပါ။ပန်းရောင်ပင်လယ်ခူတွေကိုတော့လူတို့အာဟာရပြည့်စုံသုံးနိုင်ပြီးရေခူတုတ်တပွင့်ရဲ့တန်ဖိုးကလည်းအတန်အသင့်စေရှိပါတယ်။ဒီထက်ပိုပြီးအံဩဖို့ကောင်းတာကခူကောင်ရဲ့ဥကောင်ပိုင်းမှာအလွန်တရာအံဩဖွယ်ကောင်းတဲ့ထူးခြားချက်တစ်ခုရှိပါတယ်။ အဲ့ဒါကဘာလဲဆိုတော့မိုးလေဝသအခြေအနေကိုကြိုတင်ခန့်မှန်းနိုင်ခြင်းပါပဲခူကောင်ရဲ့နားနောက်မှာရှိတဲ့အကျောအမြင်စွမ်းအင်တတိတွေက မုံတိုင်းမကြမီ၁၂နာရီကွာမှာမုံတိုင်းကြတော့မှာကိုကြိုတင်သိနေခြင်းပဲဖြစ်တယ်မုံတိုင်းကြတော့မယ်ဆိုရင်ရေခူကောင်တွေဟာရေနဲ့တဲကိုနှုတ်ရှိုးပျောက်ကွယ်သွားလိမ့်ရှိတယ်ရေခူဖန်းသမားတွေဟာ ရေခူရဲ့နားနောက်မှာရှိတဲ့အတန်လှိုင်းရိုက်ခတ်မှုသဘောတဘာဝတွေကိုအကဲခတ်ပြီးပင်လယ်ပြင်ထွက်ရလေရှိပါတယ်။ကျွန်မပြောချင်တာကပင်လယ်ကမ်းဆက်နေမြို့ရွာများမှာမိတင်းနေထိုင်တဲ့လူတွေရဲ့ဘဝဝမ်းစာရှာဖွေမှုခက်ခဲကြမ်းတမ်းနေဆိုတဲ့အကြောင်းပါ။ကျွန်မဘိန်းမြို့မှာအနည်း20နီးပါးနေထိုင်ပြီးပညာရေးလောကကိုဖြတ်သန်းရတော့ပညာသင်ပေးလိုက်တဲ့တပည့်ပေါင်းများစွာဟာပညာရေးဆုံးကမ်းမတိုင်ကြပါဘူး။ အရွယ်ရောက်လာတာနဲ့မိယိုပလာမိသွေးပေါင်းလုပ်ငန်းလိုပင်လယ်ထဲကငါးဖန်းခူဖန်းလုပ်ငန်းလိုအလုပ်တွေဆင်းလုပ်ကြရတာပါအဲ့ဒီအထဲမှာပင်လယ်ပြင်အနှက်မှာရှိတဲ့ကျွန်းတွေပေါ်ကကပြားတလုံးတွေခုတ်ထွန်ပြီးမိသွေးပေါင်းမှ တွင်တာမျိုးသို့မဟုတ်အခြားစည်းကွက်ကိုပို့တာမျိုးလဲလောက်ကြရမှာပါ88ရေခင်းကာလဆီယာမင်းလူနဲ့အမှုတွေဆီယာမျိုးမြင့်ကြီးလဲဖန်စီထိမ့်သိမ်းခံရပါတယ် ထောင်တန်းနှိရှိကြသွားတာပါ။ဆရာမျိုးမြင့်ငိမ့်ထောင်က ထွက်လာတော့ကျမနဲ့ဆုံတဲ့အခါဆရာပြောစကားကကျမကိုအံ့အားသင့်စေပါတယ်။ဆရာမရင်ထောင်ထဲမှာမဂဇင်းဖတ်ရတယ်ဆိုတာရှာရှာပပခွင့်ရပါ။ဆရာမရဲ့ဝတ္ထုတွေဖတ်ကြပြောကြတော့လူငယ်လေးနှစ်ယောက်ဗျာ။သူတို့ကတစ်ခိုးခုမှုနဲ့ထောင်ကြလာတာ။ကျွန်တော်တို့နဲ့ခင်နေတာပေါ့။ကျွန်တော်တို့ဆရာမအကြောင်းပြောကြတော့သူတို့ကဆရာမဟာ သူတို့ဆရာမပါတဲ့။ ဆီယမသူတို့ကိုစားတဲ့နဲ့ကြောင်းမွတ်တူရရင်ကလေးကရေးတဲ့ကြောင်းတွေ ပြောကြတယ်ကျွန်တော်ဆီယမတပည့်တွေနဲ့တွေ့လာတာဗျဆီယာမင်းမြင့်နေစကားကကျမကိုနှင်တက်မိစေပါတယ်စိတ်မကောင်းလဲဖြစ်မိတယ်ဆီယာဆိုတာကိုယ့်တပည့်ကောင်းစားတာပဲကြားချင်တာလေဆီယဝင်ဖြစ်သွားတယ်အင်ဂျင်နီယာဖြစ်သွားတယ်လုပ်ငန်းရှင်ဖြစ်သွားတယ်ဒီလိုမလာပဲကျမတပည့်တွေတစ်အမှုနဲ့ထောင်ထဲရောက်ရတယ်လို့စိတ်မကောင်းပါဘူး။ ခင်ရဲ့သားကောင်ဖြစ်သွားတဲ့တပည့်လေးတွေအတွက်ဘုသူ့မှာတာဝန်ရှိတယ်လဲစင်ရမွက်တည်မှုကပင်လေတဲ့ရရလုံးလို့ဖို့တွန်းချလိုက်လေသလားအစာလဲကနေတယ်လဲနားစွန်းဆိုရလို့အမတ်မတင်စင်ကျင်တုံတရားကင်းမဲ့မိခဲ့လေသလားပင်လေမှာရေခုပေါ်တဲ့ခါဈေးကွက်ကောင်းလာတဲ့အတွက်စားလို့ရတဲ့ရေခုနောက်လိုက်ရင် န်ဒီရဲ့ရှိတဲ့ခူမီလို့ခေါ်တဲ့ငါးဖန်ကွက်နဲ့တိမိလို့မချိမဆန့်ဝေဒနာခံစားရသလိုဘဝဝမ်းစာရှာဖွေရင်ခူမီထောင်ကြဥပရိနဲ့မလွတ်တဲ့အလုပ်တွေလုံးမိလေသလားနောက်ထပ်ကျမမသိနိုင်တဲ့တပည့်တွေဘယ်နှယောက်များဘဝပင်လယ်ပြင်မှာဂျုံကန်ကူခန့်နေကြမလဲအလွမ်းတွေမမတ်ဆက်ဆက်တောင်းလို့ပုံနေစေပါဒီ line အတွဲရှင်းအမှတ်27 စေရ6လ2019နောက်ဆက်အပိတ်ကြရတဲ့တော်လံပြည်သူတို့တယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ရက်များမှာလည်းပင်လယ်ကြီးသူရဲ့ရတစာစုများကိုဆက်လက်ဖျက်ပြပေးသွားမှာဖြစ်တဲ့အတွက်နားဆင်ခံစားပေးကြပါအောင်ရှင်။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။